မင်္ဂလာပါဒီနေ့တင်ဆက်ပေးတင်တဲ့ဇာတ်ကားလေးကတော့မာရီလီမိုရိုးရဲ့လို့ကဘာကျော်မင်းသမီးတက်လက်ဖြစ်မလာခင်မှာတတိအဖိုးကြီးတယောက်ရဲ့အငယ်နောက်နေရာကနေဇက်ဖို့အဖြစ်ပါဝင်သေးအောင်ဆောင်ထားတဲ့ဒုတိယမြောက်ရုပ်ရှင် DS4 Channel ဆိုရယ်ရှားပါဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်လမ်းကရှားစွေပြီးပြည့်မလို့တဲ့အကြောင်းကိုရိုးရိုးရှင်းရှင်းရိုက်ပြထားပေးမယ်မူကင်းရုပ်ရှင်အမျိုးအစားထဲမှာဩဇာအရှိဆုံးလက်ရာတစ်ခုဖြစ်ပြီးမိုရိုးရဲ့အလားပါတွေကိုလည်းလူသိများသွားစေသလိုကျွန်တော်တို့အဖွားတွေနဲ့ တက်တန်းအတူတူလောက်ရှိတဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်ဇလာစာဆစ်စင်နတီမျိုးထဲမှာတမားမှုတစ်ခုဖြစ်သွားလို့ရဲရီအသေးတန်လိုက်ရှာနေတဲ့အချိန်ပြစ်မှုကျူးလွန်ထားတဲ့ဟန်တလီကတော့အေးဆစ်စင်နဲ့ဘာတစ်ခုရဲဝင်ပြီးပါလာတဲ့တနက်ကိုအတ်ထားလိုက်တယ်အနောက်ကရဲရီရောက်လာတဲ့အချိန်မှာဟန်တလီကိုဖို့ကိုရှာကြပေးမယ်တနက်မတွေ့လို့စိုင်ထဲကိုထပ်ရှာဖို့ကြိုးစားတော့ပိုင်ရှင်ဖြစ်တဲ့ gas ကလက်မခံလို့မကြေမနက်တွေနဲ့ပြန်သွားခဲ့ကြတယ်ပြစ်မှုဟောင်းတွေရှိတဲ့ ဟန်တလီလိုလူသုံးယောက်ကိုဖမ်းပြီးမျက်မြင်တပ်တွေကိုရွေးချယ်ခိုင်းလိုက်ပေမယ့်တရခန့်အစ်စ်ကိုတည်နေပါလျက်နဲ့ကြောက်ပြီးမပြောရဲလို့ပြန်လှုပ်ပေးလိုက်ရတော့တယ်။ Treasure ဒူဘိုကိုတော့သူတို့မျိုးတွေမှာဒူးစရမှုတွေခဏခဏဖြစ်ပြီးတရခန့်အစ်စ်ကိုမဖမ်းနိုင်သေးလို့ရဲမင်းကြီးနဲ့ခေါ်ချင်းရင်ထောင်ဖောက်ပြေးသွားတဲ့နာမည်ကြီးရာဇဝတ်သားတော်ကိုအမြန်ဆုံးပြီးအောင်စူးစားခိုင်းလိုက်တယ်။ဒေါ်ကတော့ငါးသိန်းလောက်တွေခံမှထားတဲ့နောက်ထပ်အလုပ်တစ်ခုကိုအကောင့်ထဲပုံမဲ့အကြောင်းတွေအလောင်းစားတိုင်ကော်ပြီးစီမှာလာရှင်းပြရင် သူလိုအပ်နေတဲ့ငါးတောင်းကိုအရင်တောင်းဆိုလိုက်တယ်တော့ပြောတဲ့ကွင်းပမာဏကနည်းနည်းများနေလို့ကော်ဘီလည်းစဉ်းစားသွားပြီး MR ဆိုရယ်ရှင်နေဟောင်းတယောက်ကတော့သူတို့ကိုကူညီနိုင်လိမ့်မယ်ဆိုတဲ့အတွေ့နဲ့ဖုန်းသွားဆက်နေချိန်မှာဟန်ဒလီရောက်လာခဲ့တယ်ကော်ဘီကလည်းဟန်ဒလီကိုမြင်တာနဲ့ဒစိမ့်တယောက်အရှိမအကျွေးတန်းတောင်းလိုက်လို့စိတ်ဆိုးမှန်ဆိုးနဲ့ထွက်သွားပြီးပတ်စံရှာဖို့အတွက်ဂက်စီမှာအပ်ထားတဲ့တနက်ကိုပြန်တောင်းလိုက်တယ်ဌာနချုပ်ကခေါ်တောင်းလာလို့ရဲတွေချင်းချင်းလှည့်နေတော့ဟန်ဒလီရဲ့အစီအစဉ်တွေကိုလက်လျှော့ခိုင်းပြီး copy ကိုပေးရမယ့်အကျွေးတွေအတွက် gas လဲသူဖန်တီးပေးမယ့်အကြောင်းအာမခံလှုပ်လိုက်တယ်။ဒေါ်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကလည်းလာသာထုတ်ခံနေအချိန်ကြာမှာသူလှုပ်လှုပ်တဲ့ကလပ်ကိုရဲတွေဝေဖန်လို့ဒုက္ခရောက်နေတော့ဟန်ဒလီအခမ်းအခါခဏနေခွင့်တောင်းလိုက်တယ်။ဂျော်ကလည်းသူ့ရဲ့အလုံးနဲ့ပတ်သက်ပြီးအသေးစိတ်အချက်လက်တွေကို MRC မှာသွားရှင်းပြရင်းလိုအပ်မဲ့လူအရာငွေအရာနဲ့အကျိုးမြတ်ရာဂိုင်းနှုန်းတွေကိုတေချာတွက်ပြလိုက်တယ်။ပတ်စံရဖို့အတွက်ဘာမဆိုလို့တဲ့ MRC လဲစိတ်ဝင်စားသွားပြီးမယ်စဉ်းစားဖို့အချိန်ယူပြီး ထောင်ကလောလောလတ်လတ်ထွက်ပြေးလာတယ်ဒေါ်အတွက်နေရထိုင်ခင်းကအစားကော်ပီကိုစီစဉ်ပေးထားခိုင်းလိုက်တယ်ဒေါ်တို့ပြန်သွားတော့မှခုံပေါ်မှာအိပ်ပျော်နေတဲ့တမီးရွယ်ကြီးစားလေးအန်ဂျလာကိုအနားလေးပေးပြီးအခန်းထဲမှာပြောင်းအေးခိုင်းရင်ဘော့ဆိုတဲ့အလွတ်ဆုံးတော်တယောက်ကိုဖုံးစားလိုက်တယ်ဟန်ဒလီကတော့သူငယ်ငယ်ကနေခဲ့တဲ့ချန်အကျဲကြီးနဲ့ရင်းရွယ်အကြောင်းကိုအိမ်မမနေလို့အနားမှာရှိတဲ့ဒေါ်ကိုပဲရင်ဖွင့်ရင်ဘိုးဘွားပိုက်မြေတွေကိုတစ်ချိန်ချိန်မှာပြန်ယူနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ မြင်းပွဲလောင်းဖို့ကော်ပီစီတက်ရောက်သွားခဲ့တယ်။ဂက်စ်ရှာပေးထားတဲ့ပတ်စံတွေကိုပြစ်ပေးပြီးတစိမ့်တယောက်ရှိမှတိတ်ခါချခဲ့တဲ့ဆိုရဲစိတ်နဲ့ရန်လုံးနေလို့ကော်ပီလည်းပြန်တောင်းပန်နေရတဲ့အချိန်မှာဒေါ်ရောက်လာတော့ဟန်ဒလီနဲ့မိတ်ဆက်ပေးလိုက်ရင်ဒီလီချဘူးတယောက်ဖြစ်ပေမဲ့ဂုံတိတ်ခါကိုတန်ဖိုးထားတဲ့ဟန်ဒလီအကြောင်းတွေကိုတီးလိုက်ရတဲ့တော့လဲနည်းနည်းစိတ်ဝင်စားသွားပြီးသူတို့နဲ့အလုပ်တွဲလို့ခိုင်းဖို့စိတ်ကူးရသွားခဲ့တယ်။သူတို့ရဲ့အစီအစဉ်တွေကိုအသေးစိတ်တီးထားတဲ့အမရိတ်အပေါ်မှာလည်းအပြည့်ဝမယုံကြည်ရဲသေးလို့စုံစမ်းကြည့်လိုက်တော့မှ ရွှေရောင်စပိန်နဲ့စော်လေးတယောက်ကြောင့်စတိုင်ကြကြမွေးနေကြောင်းသိလိုက်ရတယ်။ဆိုင်းပစင်ဘုံစင်ရောက်လာတဲ့ trick ကလည်းဒေါ်ကိုတွေ့တာနဲ့ချက်ချင်းပြန်လှည့်သွားလို့ copy လဲသူနဲ့ဘာမှမပတ်သက်ကြောင်းလိုက်ရှင်းပြရင်ဆိုင်းကိုစစ်ဆေးတော့မယ့်အကြောင်းသိလိုက်ရတယ်။ share ရဲ့အကြောင်းကိုအထာနဲ့နေတဲ့ copy လဲအိတ်ထဲဖို့ကတ်တိုးလေးဖြည့်ပေးလိုက်ပါ။တကားတွေပိတ်ထားဖို့နဲ့ဘယ်ဖုံးလာလာမကန်မိစေဖို့တေချာသတိပေးပြီးအေးဆေးပြန်ထွက်သွားခဲ့တယ်။အမရစ်ကလည်းသူတောင်းခိုင်းထားတဲ့အကြွေတွေကိုဘောကရအောင်မတောင်းပေးနိုင်လို့စဲဆိုပြီးမှ တင်းသွားမှတီးတော့ချက်ချင်းပြန်တောင်းပါရင်သူ့ရဲ့အခက်အခဲတွေကိုပြောပြလိုက်တယ်။ဒေါ်ရိုဒီလာကန်လန်ထားတယ်။လုပ်ငန်းအကြောင်းတွေရှင်းပြရင်ဝေစုတွေမခွဲပေးပဲထွက်ပြေးဖို့ကြိုးစားထားပေမဲ့လောလောဆယ်စိုက်တုပ်ခိုင်းထားတယ်။ပတ်စံတော့မရှိလို့ဒုက္ခရောက်နေကြောင်းရင်ဖွင့်လိုက်တယ်။လိုအပ်နေတဲ့ပတ်စံကိုရှာပေးနိုင်ရင်ဝေစုဘလောက်ရမှာလဲဆိုပြီးဘောဘကစကားထွက်လာတော့မှ50 50သဘောတူလိုက်ကြပေမဲ့သူတို့တွေအသက်ခံရနိုင်ကြောင်းကြိုးတတိပေးထားလိုက်တယ်။ဒေါ်ကလည်းအတွေ့အကြုံရင်ကျက်တယ်။တော်ဝိဆာလူဝိကုံငှားပြီး ကားမောင်းပေးမဲ့သူနေရာမှာတော့ gas နဲ့လိုအပ်နေတဲ့နောက်ဆုံးတစ်ယောက်ကသူတို့ခိုင်းသမျှကိုတက်သွေးမသိမ့်လုံနိုင်မယ် handle ကိုစဉ်းစားထားလိုက်ကြတယ်။ doll ကလည်းနေစရာတစ်ခုရှာတွေ့သွားလို့ handle အိမ်ကနေထွက်သွားဖို့လာပြောနေတော့မှမြို့သိမ့်ထားခဲ့တဲ့နေအောင်လုံးရဲ့ရင်ထဲကခန်းစားချက်တွေပွင့်ထွက်လာပြီးနှုတ်ဆက်အနားလေးပေးလိုက်ကြတယ်။ doll ကလည်းအားလုံးကိုခေါ်ပြီးသူ့ရဲ့အလုံးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုရှင်းပြရင် handle နဲ့တိုင်ပင်ကြည့်လိုက်တော့မှ MRI အပေါ်မှာယုံကြည်မရှိလို့ပစ္စည်းတွေကိုသူတို့ပဲတိန့်ထားဖို့သဘောတူလိုက်ကြတယ်။ ရတနာဆိုင်တွေကိုအေးအေးဆေးဆေးပဲဖောက်ထွင်းဝင်ရောက်ပြီးအထဲကတော်တွေကိုဖြတ်တဲ့အချိန်မှာပောက်ကွဲမှုကပြင်းထန်သွားလို့ပဝင်းကျင်ကလူတွေပါရင်းမိသွားတော့ရဲကားတွေရောက်လာခဲ့တယ်။အထဲကစိတ်တူကိုယ်တူ၃ယောက်ကလည်းတီတီငိမ့်ငိမ့်နဲ့ပဲရှိသမျှရတနာတွေတိမ့်ကြုံထဲပြီးပြန်ထွက်ခါနီးတော့မှရဲတယောက်ကအထဲဝင်လာလို့ပြန်ခိုးခိုင်းရဲလူးဝစ်ကိုတနက်မှန်သွားခဲ့တယ်။ရှယ်ရီလက်ကနေလွန်အောင်ထွက်ပြေးနိုင်ခဲ့ကြလို့ဒိုင်ယာဂျီနဲ့လူးဝစ်ကိုအိမ်ပြန်ပို့ပြီး MRC ရောက်လာတဲ့အချိန်မှာတော့အထဲကဘော့ကိုပါတွေးလိုက်ရလို့အသင်ကစားဖြစ်သွားခဲ့တယ်။ ဒေါ်တို့ကြိုတွေ့ထားတဲ့အတိုင်လောလောဆယ်ငွေသားမရှိသေးလို့အချိန်နှစ်ရက်လောက်ဆောက်ခိုင်းနေတော့ရတနာတွေမထားခဲ့ပဲပြန်ယူသွားဖို့ပြင်လိုက်တဲ့အချိန်မှာဘောကတနက်နဲ့ထုတ်ချိန်လိုက်တယ်။ဟန်ဒလီလည်းအရှုံးပေးတဲ့ပုံစံမျိုးနဲ့လက်ထဲကအိတ်ကိုပေးခိုင်းပြီးအလေးပြန်ပြစ်လိုက်လို့ဘောတည်သွားတော့မှအမရီလည်းညင်မရတော့ပဲသူ့ရဲ့အစီအစဉ်တွေအားလုံးကိုဝန်ခံလိုက်ရတော့တယ်။တန်ရာရထားတဲ့ဟန်ဒလီကလည်းတတ်မဲ့တကယ်ကဲလုံနေလို့ဂျာတွေမှာတော့ကပဲဝင်တားထားရင်ရဲတွေလက်ကလွတ်အောင်အာနာပါဝါနေနေရှိတဲ့အမရီကိုအတုံးချဖို့စီစဉ်ထားလိုက်ကြတယ် ရဲတွေကလည်းတမျိုးလုံးကိုပိုက်စိတ်တက်ရှာနေလို့တယောက်နဲ့တယောက်အပြန်အလှန်တတိပေးရင်ရှောင်းပုန်းနေကြတဲ့အချိန်မှာအမရိကလည်းသူမယားကြီးစီပြန်ရောက်ပြီးဖေးရရဲ့အချိန်ဖြုံးနေလိုက်တယ်။မြစ်ထဲကဘောရဲ့အလောင်းကိုတွေ့သွားကြလို့ရဲတွေရောက်လာတော့မှအမရိလည်းဘာမှမသိတဲ့ပုံစံမျိုးနဲ့အခင်းဖြစ်တဲ့အချိန်တွေမှာသူ့ရဲ့အငယ်နောင်အန်ဂျလာအေးရောက်နေကြောင်းပြောပြလိုက်တယ်။ကိုကိုကိုစိတ်ကူးရင်ပုံအောင်နေတဲ့ဟန်ဒလီတို့ကိုလည်းတရင်စာတွေကတော့ပုံကိုမြင်ပြီးဆက်မထားရတော့တဲ့အင်ရှင်ကမောင်းထုတ်လိုက်တဲ့အချိန်မှာဒေါ်ရဲ့အခန်းကိုသွားရှောင်နေလိုက်ကြတယ်။ တော့ကိုလိုက်ပို့ခဲ့ဘူးရယ်တက္ကစီသမားကတရင်ပေးလိုက်လို့ဖောက်ထွင်းမှုမှာ copy ပတ်သက်နေမှတည်သွားတဲ့ trail လဲရှောင်လွဲလို့မရတော့ဝန်ခံဖို့စီရင်ရဲ့ထုတ်ထောင်ပေးလိုက်တယ်အမေရိကလည်း reaction ပြဖြစ်တာတော့စော်လေးနဲ့နှက်ချင်နေသေးလို့အန်ဂျလာကိုအပါခေါ်လို့ရအောင်တွားချင်တဲ့နေရာတွေစိတ်ကြိုက်ရွေးခိုင်းရင်ကောင်းခန်းရောက်ခါနီးမှတကားခောက်တန်ကြားလိုက်ရတယ်မဖိတ်ခေါ်လဲဝင်ပင်တကယ်ကဲလုံနေတဲ့ Jerry ကိုအသာတကြီးဝင်ခိုင်းလိုက်မှလူရမှုနဲ့လူတတ်မှုတွေအတွက်ကြံ့ရပါအဖြစ်နဲ့အဖမ်းခံရရမယ့်အကြောင်းသတိပေးရင် လက်ထဲကစာရွက်တရွက်ကိုဖတ်ခိုင်းထားလိုက်တယ်။အဖေရွက်ကိုကြိုက်ပြီးအမှုတွဲတဲ့ဆွဲတွေခံရတော့မယ်။အန်ဂျလာလည်းလူရက်မှုဖြစ်တဲ့အချိန်မှာသူနဲ့အတူမရှိခဲ့ကြအောင်အမှန်တိုင်းပဲထွက်ဆိုလိုက်လို့ရှောင်လွှဲလို့မရတော့တဲ့အမားရီလည်းသူ့ကိုယ်သူတတ်တည်သွားခဲ့တယ်။ကော်ဘီကောင်းမှုအကြောင်းပြုပြီးဂတ်စ်လဲထောင်းလဲရောက်လာသလိုလူဝစ်ကိုပါဖမ်းဖို့အိမ်ရောက်သွားကြပေမဲ့နိုင်ရီနဲ့ကြုံလိုက်ရလို့ရဲရီလည်းလက်လျှော့လိုက်ရတော့တယ်။တော့ကလည်းဒေါ်လာ5သိန်းလောက်တန်ချီချီတယ်။ရတနာတွေပိုင်ဆိုင်ထားပေမဲ့ဖတ်ပြေးဖို့လမ်းစီရေမရှိလို့ဘာတစ်ခုမှမယူထားတဲ့ န်ဒလီလည်းရှိတဲ့ပစံလေးတွေကိုပါထုတ်ပေးလိုက်ရတယ်။တတိကောင်းတဲ့တော့ကတော့ရဲရီချားတဲ့ကနေခတိဒီပဲဖြတ်လျှောက်လာရင်တက္ဆီမားကိုတေရှာအကဲခတ်ပြီးမှရအောင်စီးယုံလိုက်လို့မြူရဲကနေအမြန်ဆုံးထွက်ပြေးသွားနိုင်ခဲ့တယ်။ဟန်ဒလီကလည်းနေရာတိုင်းမှာရဲရီပြေးနေတဲ့ကြားကတယောက်တည်းထွက်ပြေးဖို့ကြံစီထားပေမဲ့တန်ရာကိုစိတ်မချဖြစ်နေတဲ့တော်လေအတူတူလိုက်ခဲ့ဖို့တောင်းဆိုနေလို့ရင်းမရတဲ့အဆုံမှာလက်ခံပေးလိုက်ရတော့တယ်။တော်ကလည်းမြို့ပြင်ရောက်တာနဲ့စိတ်လွတ်ကိုယ်လိုအနာယူရင်ဘာခုမှကာနေတဲ့ လူငယ်အတွဲကိုထိုက်ကြည့်နေတဲ့အချိန်မှာတချင်းတန်ကရပ်သွားလို့အချွေစီးတွေပေးပြီးထက်ကခိုင်းနေတယ်။နောက်ထပ်တချင်းတစ်ပုတ်ပြီးမှခရင်စက်ဖို့ထွက်လာတဲ့အချိန်မှာရင်းနှီးအောင်နဲ့တဲတဲတိုးတော့အစစ်စေးခံရပြီးကိုအေးကြီးထဲမှာဖတ်ထားတဲ့ရတနာတွေကိုစမ်းမိသွားလို့အဖမ်းခံလိုက်ရတော့တယ်။ဟန်ဒလီကလည်းတန်ရာကသွေးတွေတောက်လျှောက်ထွက်နေတာကိုပေးတဲ့ကားမောင်းလာရင်ရထားလမ်းပိတ်မိနေတဲ့အချိန်မှာတတိမိသွားလို့ဒေါ်လေးတွေးကြရလူတယောက်ကိုအကူကြီးတောင်းပြီးစေကခေါ်သွားလိုက်တယ်။တန်ရာကိုကြည့်ပြီးသဘောပေါက်သွားတဲ့ဆရာဝန်ကလည်းစေတလုံးသွင်းပေးခဲ့ပြီး ရဲဘော်တရေသွားပြေးနေတဲ့အချိန်မှာတတိပြန်ရလာတဲ့ဟန်ဒလီလည်းချက်ချင်းပြန်ထွက်ပြေးသွားခဲ့တယ်။ကော်ဖီကျေးဇူးကြောင့်ဒူဘိုထရီလည်းအချင်းပြတ်ခြားစားမှုနဲ့ထောင်သာဆန်ရပြီးတရင်းစာရှင်းလင်းပွဲလုပ်နေတဲ့ရဲမင်းကြီးကလည်းသူတို့ဌာနရဲ့အရေးချင်းတွေကိုဂုဏ်ယူဝင်ကြွားစာနဲ့ရှင်းပြနေခဲ့တယ်။ဖောက်ထွင်းမှုကိုပါဝင်ပတ်သက်ခဲ့တဲ့ခုနှစ်ယောက်မှာ၃ယောက်သေပြီး၃ယောက်ဖမ်းမိထားလို့နောက်ဆုံးလွတ်နေသေးတဲ့တယောက်ကလည်းတရားအပြင်းထန်ရတာတော့မကြခင်ဖမ်းမိတော့မယ့်အကြောင်းအာမခံလိုက်တယ်။ဟန်ဒလီကလည်း ဝေဒနာတွေမချီးမဆခံစားနေရတဲ့ကြာကကားကိုပေတိမ်မောင်းလာပြီးငယ်ဘဝအကြောင်းတွေကိုပြန်ပြောရင်ခြံကြီးတစ်ချက်ရှိမှကားကိုထိုးရလိုက်တယ်။တရင်တရင်နဲ့ကားဘော့ကဆင်းပြီးမြင်းတွေရှိတဲ့စီကိုရှောက်သွားရင်လမ်းမတွေလဲကျသွားလို့တော့လေခြံကြီးတဲ့ကအိမ်စီပြေးပြီးအကူကြီးတောင်းရင်ဇလန်လေးလည်းပြီးဆုံးသွားပါပြီ။ဒီဇက်ကားလေးမှာပေးချင်တဲ့ message ကတော့ကိုရီနိုင်ငံမှာသာဆိုဒီဖောက်ထွင်းမှုကလွတ်လောက်တယ်ဆိုတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။